ပြောဆိုခံလိုက်ရပြီးဘာမှပြန်မပြောခြင်းဟာလူကြီးဆန်ခြင်းတစ်မျိုးပါအစောကခံလိုက်ရပြီးဘာမှပြန်မပြောခြင်းဟာခွင့်လွှတ်ခြင်းတစ်မျိုးပါအထင်လွဲခံလိုက်ရပြီးဘာမှပြန်မပြောခြင်းဟာသဘောထားကြည့်ခြင်းတစ်မျိုးပါဖြစ်ပျက်အမှန်ဆိုတာအချိန်ကစကားပြောတော့ပါလိမ့်မယ်စိတ်ထိခိုက်သွားပြီးဘာမှပြန်မပြောခြင်းဟာစိတ်ရင်းကောင်းခြင်းတစ်မျိုးပါမေတ္တာရဲ့အေးအေးနွေးဟာ ချိန်ကသာတတိပြတော့ပါလိမ့်မယ်။ဘာကိစ္စအတွက်ပဲဖြစ်ဖြစ်စိတ်လောပြီးမငဲဆိုပါနဲ့။ဘာเจ้าရာကူမှစိတ်လောပြီးမရှင်းပြပါနဲ့။နားလည်ပြီးသားသူအတွက်ရှင်းပြဖို့မလိုအပ်သလိုနားမလည်ခြင်းနဲ့သူအတွက်ရှင်းပြလဲအပူဖြစ်နေတတ်တယ်။စကားပြောတတ်ဖို့နဲ့နှစ်ပဲတင်လိုက်ရပေမဲ့ပဆက်ပိတ်တဖို့တသက်တာကြိုးစားကြရမယ်လောကနိယာမအရာအနစ်နာခံတဲ့လူဟာနောက်ဆုံးမှာဒ ြဲမနစ်နာသလိုငင်းခုန်မှုမှာအရှုံးပေးတဲ့သူဟာလည်းနောက်ဆုံးမှာတကယ်မရှုံးပါဘူးခွင့်လွတ်ပေးသူကမျက်ပြီးသားပါ